ငရဲတကားလို့ခေါ်တယ်။ကဘာပေါ်ကမီးမငိမ့်နိုင်တဲ့မြေတွင်းကြီး။ဒီနေရာဟာကဘာပေါ်မှာငရဲနဲ့အနီးဆက်ဆုံးလို့သတ်မှတ်ခံထားရတဲ့နေရာတစ်ခုပါ။ညဘက်ဆိုရင်တော့အပူချိန်ပြင်းပြင်းနဲ့အနီရောင်လိမ်မော်ရောင်မိသားတွေဟာကောင်းကင်ကိုရောင်ပြန်ဟတ်နေပြီးကြောက်မက်ဖွယ်ကောင်းလောင်းအောင်လှပနေပါတယ်။အဲ့ဒါကတော့ ထမင်းနစ္စတန်နိုင်ငံရဲ့ဒါဗာဇာဂတ်တွင်ကြီးပဲဖြစ်ပါတယ်။ဒီတွင်ကြီးဘလို့စဖြစ်လာခဲ့တာလဲ1951လောက်မှာဆိုဗီယက်ဘူမိဗေဒပညာရှင်တွေဟာဒီတဲကန်နာရမှာရေနံနဲ့တဘာဝတငွေရှာဖွေဖို့တူးဖော်ရေးလုပ်ငန်းတွေကိုစတင်ခဲ့ပါတယ်။ဓာတ်ငွေရှိမဲ့လို့ခန့်မှန်းထားတယ်။မြေအောက်လှိုင်ကူတစ်ခုကို တူးဖော်မိတဲ့အခါမှာ ြီးမားတဲ့အမှားတစ်ခုစတင်ခဲ့ပါတယ်။အဲ့ဒီမိကြီးဟာ ရုတ်တရက်ပြိုကျသွားပြီးတော့အချင်း69မီတာ226ပေလောက်ရှိတဲ့အေယာမတွင်းနဲ့ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီတွင်းထဲကနေမိသိန်းတငွေလိုအစိတ်တောက်တွေဟာပဝန်းကျင်ကိုအဆက်မပြတ်ပြန့်နှံ့လာခဲ့တာကြောင့်ပညာရှင်တွေဟာစိုးရိမ်ခဲ့ကြပါတယ်။အဲ့ဒါနဲ့သူတို့ဟာ ရိုးရှင်းတဲ့ဖြည့်ရှင်းနည်းတစ်ခုကိုစဉ်းစားလိုက်ကြပါတယ်။ဒီတန်းငွေတွေကို လေထဲမပြန့်ခင် မီဆိုဖြက်စီကြမယ်။ရက်နေငယ်ကြာသွားရင်တော့မီသိန်းတန်းငွေတွေကုန်သွားပြီးမီငိမ့်သွားလိုက်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တွက်ချက်မှုဟာအကြီးအကျယ်လွဲချော်ခဲ့ပါတော့လေ။ညှော်လင့်ထားတဲ့ရက်အနေငယ်မဟုတ်ပဲအဲ့ဒီမီးတောက်တွေဟာ ှစ်ပေါင်း90ကျော်လုံးလုံးဘယ်တော့မှမငိမ့်ပဲဆက်လက်လောင်ကျွမ်းနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတွဲနှက်ကြီးဟာအမှန်တကယ်တော့မိသိန်းတန်ငွေအရင်အမြင့်ကြီးတစ်ခုလုံးရဲ့အပေါ်ရန်အပေါက်ဖြစ်နေခဲ့တာကြောက်ပါပဲ။အခုချိန်မှာတော့ဒေါ်တူဟဲငရေတကားလို့ခေါ်တဲ့အီဒီထမင်းနစ္စတန်နိုင်ငံရဲ့နာမည်အကြီးဆုံးခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လို့ မကြသေးခင်က နိုင်ငံတော်အစိုးရဟာတဘာဝတန့်ငွေအရင်အမြင့်ဆုံးရှုံးမှုနဲ့ပဝန်ကျင်ထိခိုက်မှုတွေကြောင့်ဒီတွင်းကြီးကိုပိတ်ပစ်ဖို့ထပ်မံကြိုးပမ်းနေတယ်လို့ကြေညာထားပါတယ်။ဒီငရဲတကားဟာဒူသားတွေရဲ့တွက်ချက်မှုအမှားတစ်ခုကနေမတော်တဆဖန်တီးလိုက်တဲ့အံ့ဩဖွယ်ရာတစ်ခုလည်းဖြစ်ပါတယ်။